လိုမျိုးရေပေါ်ပြေးနိုင်မှုလေးချင်တဲ့ဘရူရီစစ်တွေရှိလားဒါဆိုရင်ကျွန်တော်ဆရာတော်မကောင်းတဲ့မိတ်ဆက်ပေးပြစေသူကတော့ဘစ်စလစ်ပေါက်တင်ကျော်ဖြစ်ပါတယ်ဂျီဆက်40လို့ခေါ်ရပြကဘာပေါ်မှာကြော်ရိုးရှိတဲ့တတော်ဝါရီထဲမှာရေပေါ်တောနိုင်တဲ့တစ်ခုတည်းတော့အကောင်ဖြစ်ပါတယ်ဆရာပြမနီလန်းကြမှာမဟုတ်လားဒါကြောင့်ဒီအကောင်လေးရဲ့လှုပ်ဝှက်ချက်ကိုကျွန်တော်တို့သွားကြည့်ရအောင်နံပါတ်1သူကကျွန်တော်တို့လိုပဲနောက်ချို့ကိုအားပြုပြီးတော့ရေးမှာပြေးပါတယ်ဒါကြောင့်အဲ့ဒါကကျွန်တော်တို့မှာကိစ္စမရှိပါဘူးနံပါတ်2သူရဲ့6တိဆောက်ပုံဖြစ်ပါတယ် အပြားဖြစ်တယ်ရှိရဲဒါကသူ့ကိုရေပေါ်ပေါ်စီတဲ့အဓိက reason ဖြစ်ပါတယ်။ဒါကြောင့် bro ရဲ့စစ်တေလဲအဲ့လိုအပြားလေးကို6မှာတက်ရမယ်ထင်ပါတယ်။နံပါတ်3သူတို့ကတစ်စက္ကန့်ကိုခြေလမ်းဆယ်လမ်းလောက်လှမ်းနိုင်ပါတယ်တဲ့။အဲ့ဒီမှာကျွန်တော်တို့ခတ်သွားရပြဘာဖြစ်လဲဆိုလို့ရှိရင်တာမန်လူတစ်ယောက်ကတစ်စက္ကန့်မှာခြေလမ်း3လမ်းလောက်ပဲအများဆုံးလှမ်းနိုင်ပါရဲ့။ကျွန်တော်အထင်ကတော့တစ်စက္ကန့်မှာ9လမ်းလောက်လှမ်းနိုင်မယ်ဆိုလို့ရှိရင်ရေပေါ်မှာအသေးချပြေးနိုင်မယ်ထင်ပါတယ်။ဒါကတော့ရေပေါ်မှာပြေးနိုင်တဲ့တစ်ခုတည်းတော့အကောင်ကိုကြည့်ပြီးစဉ်းစားရဖြစ်ပါတယ်။ Bro စတို့လည်းတခြားသော idea များရှိလို့ရှိရင် comment မှာဝင်ရောက်ဆွေးနွေးပေးပါဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်။